အဲဝသားတုတ်တို့က100 200 300ပါအော်မချိုးတာက100တန်းတစ်ကောက်ချိုးရင်200နှစ်ကောက်ချိုးတာ300ပါရှားတွေလည်း300တန်းထဲမှာထည့်ပါတယ်အကြီးစားချင်းတဲ့သူတို့တော့နည်းနည်းဟိုသာကြီးလေးပေးရတော့ကြာတန်းကြော်လေးရပါတယ်ကြာတန်းကြော်အကျိတနေ့90သားကြော်တယ်လေတပွဲကို1000ရောင်းတယ်ဆိုင်ဖွင့်တာကျွန်တော်တို့အိမ်တော်ကြပြီးတော့ဟိုသာဖြစ်တယ်ဆိုတော့26နှစ်လောက်ရှိပါပြီပေါ့25နှစ်ကြော်26နှစ်တဲမှာဟိုတုန်းကတော့နေရာစုံလိုက်ရောင်းတာပေါ့မနောဓာမပညာဌာနရဲ့ TTC ရဲ့ TTC မှာ harmony sign ထဲမှာဝင်ရောက်တာပေါ့နောက်ဆုံးဥဒါပေါ့ចောင်းနေမှာចောင်းဈေးတွေမှာလိုက်ရောက်နေအခုတော့ဒီမှာပဲအထိုင်ချတာဥဒါ15နှစ်ကျော်ပါပြီအဲအခုကတော့ကာလကတော့နည်းနည်းပါသွားပြီဥဒါ9ပိတ်တာခွဲ10ပိတ်တာပေါ့ဘုံတော့တော့အချိန်30အချိန်3025ပိတ်တာအဲ့ဒါကုန်နေအခုကာလတော်တော်လျှော့လိုက်ရတယ်ဈေးနှုန်းလည်းအရန်ကွာသွားတယ်ပေါ့ဝယ်ရတာဟိုတော့ကစရောင်းတော့

အဲပြင်ဆင်လာတော့ဝေရာချမ်းသာနဲ့ဟိုးစာလောက်ပြင်ရတာပေါ့ဝေရာချမ်းသာနဲ့ဆိုရင်ကျွန်တော်ဟိုးစာစေးကြောတဲ့အချိန်က၃နာရီလောက်ကြာတာပေါ့ဝေရာချမ်းသာကနဲ့ပစ္စည်းစုဆောင်တာဟိုးစာလောက်ပေါ့တမန်တပိုင်းကုန်တာပေါ့မနေ့၁၀နာရီလောက်ထိကုန်သွားတယ်နေ့လေကျတော့၂နာရီခွဲ၃နာရီထွက်ပေါ့စေးကြောပြီးပြုတ်တာနဲ့ပြုတ်တာ၁နာရီခွဲ၂နာရီနီးနီးလောက်ပြုတ်တာပေါ့အသက်မွေးဝမ်းကြောင်းကကိုက graduate တယောက်ဖြစ်ပြီနဲ့အသက်မွေးဝမ်းကြောင်းအတွက် ရရလှုပ်လိုက်တော့ဒီဥစ္စာလှုပ်သွားဖြစ်တာပါဝါသနာပါလို့တော့မဟုတ်ဘူးပေါ့ဒါပြန်ဒီဒီဒုတ်ထိုးဆိုတဲ့ဥစ္စာကစီဝိုင်းလောကမှာတော့သူကနှလုံးနော်တော်တော်လေးတော့ဟိုစားဖြစ်တာပေါ့အစားများတဲ့အတွက်တက်များသိရှိသေးတယ်ဟိုစားဖြစ်မရှိအောင် သူဆိုင်နာမည်တော့မတက်ထားဘူးဆိုင်မန်နာမည်ကနမင်းဝသားတူတူအဲနမင်းဆိုတာအိုးတော့ကျွန်တော်ကပြောဖို့လိုသွားတာလှဲတန်းပဝင်းချင်းမှာသွားရောက်သေးတယ်လှဲတန်းပဝင်းမြန်အချိန်မှာနာမည်ကြီးနေတာကစင်မင်းတို့ဝမင်းတို့နာမည်ကြီးနေတဲ့အချိန်မှာကျွန်တော်ကကြတော့အထက်အဆပြီးတော့နမင်းဝသားတူတူဖြစ်လာမင်းသမီးပါမကောင်းမယ်လေ အဲဆိုင်ကတော့ဖွင့်တာကတော့အဝိသလောက်ဆိုဖွင့်ပါပြီဖြန်းဖြန်းချင်း2နာရီခွဲ3နာရီဖွင့်တယ်တင်းတာကတော့ညဝိသပေါ့ကုံတဲ့ချိန်တင်းဆိုတော့တခါတခါကျတော့လေစောတာပေါ့တခါတခါလည်းနည်းနည်းလေးနောက်ကျတယ်တခါကျတော့9နာရီပတ်ဝန်းကျင်ဖြစ်သွားတာပေါ့အဲအခက်ခဲကတော့ကြုံရတာပေါ့ဘာကြောင့်လဲဆိုတော့စားသုံးစုဆိုတာအလွာမျိုးမျိုးလေးအလွာမျိုးမျိုးဆိုတော့သူတို့စိတ်ကြိုက်တချို့ကြတော့လေအဲဟိုးစားဖြစ်တာပေါ့ သူတို့ရဲ့စိတ်ကြိုက်ကိုကိုကဆောင်ရွက်တဲ့ခါမှာတခါတခါကြတော့အခက်ခဲလေးတွေကြုံတွေ့ရတယ်။တချို့ကအချင်းကိုတမျိုးအရသာကြိုက်တဲ့သူရှိတယ်။တချို့ကတော့အချင်းကိုအဆက်ကြိုက်တဲ့သူတချို့ကအချင်းဥသာဖြစ်တာ။ဒါပေမဲ့ကိုကတော့အချင်းကိုချိုးချင်းဆက်လေးသဘောပဲဆက်ထားတယ်ပေါ့။ချိုးချင်းဆက်ပဲဆက်ထားတယ်။ အဲဒါကကျွန်တော်ဆရာတမားတယောက်ကဟိုတုန်းကသူကအင်းရအင်းကံပါပေါ်မှာသူကဟိုစားရောင်းတယ်လေသူ့ဆရာလက်ဝက်ချက်လေးတွေရလိုက်တာပေါ့လက်ဝက်ချက်လေးတွေဆိုတော့အရေးဖော်မြူလာမှာသူများနဲ့တာမယ်အချင်းမှာတော့ပြုံနီးအဲ့လေတော့ကောင်းသွားတဲ့ခါကျတော့ပြုံနီးမှာကောင်းသွားအချင်းရကြတော့ဟိုစားတော့မပြူပေါ့ဒီအခုထုံထုံတဲ့အချင်းတွေပဲထုတ်တဲ့အတွက်ပေါ့ရောင်းကြတာပေါ့သူတို့ကတော့ဟိုစားဖြစ်တဲ့ဥစားပေါ့ အချိန်မှာသူတို့ကတော့စပီးသားထုတ်လုပ်ရောင်းကြတာဆိုတော့ကိုကသူတို့အချိန်ကိုစက်နိုင်အောင်တော့ကိုကစူးစမ်းရတာပေါ့ချိုးကြတော့လေဒီဒင်းလုံးနဲ့ဥစ္စာဖြစ်တဲ့ဥစ္စာကိုတချို့ကသဘောတရားနားလဲတချို့ကတော့သဘောတရားနားမလဲဘူးပေါ့အကြောင်းလဲဆိုတော့သဘောတရားနားမလဲတဲ့သူကကြတော့ တုတ်ထိုးကိုသူတို့ကသူ့ကြောင်ပေါ်ပေါ်လူချင်းတဲ့သူတွေရှိသူအကောင်းဆုံးစားချင်တဲ့သူတွေရှိတဲ့ခါကျတော့ဘယ်လမ်းမြောက်အောင်တော့တော်တော်ကြောင်းမေးရတာပေါ့။အဲကြိုက်ပါလေ။ကျွန်တော်ကြိုက်တယ်ဆိုတာဘာကြောင့်ကြိုက်လဲဆိုတော့တုတ်ထိုးကကျွန်တော်ပစ္စည်းကိုတရုတ်မြန်ပစ္စည်းဖြုံးတာအမျက်နဲ့နဲ့ပစ္စည်းပေါ်ပေါ်ဖြုံးတာကျွန်တော်လည်းအစနစ်ကိုရမ်းကြိုက်တယ်။အားကြောင့်ပါ။တရုတ်မြန်ရဲ့စနစ်က ။အဲကြောင့်ပစ္စည်းကြီးအတွက်နဲ့ပြန်စားတာပေါ့။ quality ကတော့အများတန်းကသိုးတာပေါ့။ပြုတ်ရည်ကိုကိုယ်တိုင်ဆက်တဲ့အတွက်ကိုမိသားစုပဲဆက်တယ်။ဝန်ထမ်းတွေတော့ရှိတယ်ဝန်ထမ်းတွေရှိပြီတဲ့မိသားစုပဲဆက်တဲ့အတွက်ကို quality ထိန်းထားတာပေါ့။ရပါတယ်။၄00အဟမ်။၄00အဟမ်။ အရေးကကျွန်တော်ငကိုကဆိုရင်တော့တုံရန်ချင်းဆက်ရဲ့ကြမ်းမဆိုင်ရဲ့ဒါက original ရဲ့စက်တည်းအခုတော့မဆက်ဖြစ်တော့တုံရန်ကရုတ်တရက်ယူရီးယားဈေးပွက်မှာပိတ်သွားပြီးတော့ဈေးကအဆမတန်မြင့်သွားတော့မဆက်ပြီးတော့ဖြစ်တော့ဒါစတိပန်းလေးနဲ့ဥသာ စတိပန်းပေါ့သုံးမျိုးဆက်ပေါ့သုံးမျိုးပေါ့သုံးမျိုးရတာထွက်တာပေါ့အခုတော့မလုတ်ဖြစ်တော့တမျိုးလည်းလုတ်ဖြစ်တော့ကြိုင်ဝိုင်းဖျားလမ်းမပေါ့ရဝတယုံရှေ့ပေါ့တောက်တော်ကြီးဖျားဆိုတော့ကျွန်တော်ပစ္စည်းမယုံတောက်တော်ကြီးဖျားလမ်းထိတ်လေးမှာပေါ့ လမ်းမပေါ်လေးမှာပါပါအာပေးတာဆက်လက်အာပေးတာကိုကျေးဇူးအထူးတင်ပါတယ်လို့နောင်လေသူတို့အတွက်ဟိုစုမွန်ကောင်းကကျမ်းမချမ်းသာပါစေလို့အမြဲတမ်းဆုတောင်းပေးပါစေစားသုံးသူမိဘပြည်သူများအောင်ဟုတ်ကဲ့ပြည်ပါ Parabéns.